thank you င်းမင်္ဂလာပါ2025ခုနှစ်မေလ၂ရက်တောက်ကြနေ့မှာပုံမှန်တင်ဆက်ပေးနေကြရွှေပြည်မြေရုပ်တံတရင်ကနေပြန်လည်ကြိုဆိုပြစေဒီတစ်ပတ်တရင်တွေကတော့ကုခိုင်ကအမျိုးသားတုံးဦးမူချုပ်ပြစ်ခံခဲ့ရပါတယ်။တိန်ဒီမှာကုံကားသမားတွေကိုကုကန်တက်ကငွေတောင်းနေပါတယ်။မုံမိတ်မှာ SSPP တပ်တွေအချင်းချင်းပြစ်ခတ်မှုဖြစ်လို့၅ဦးတိစုံခဲ့ပါတယ်။ဒီတရင်တွေအပြင်တခြားတရင်တွေလည်းကြားဖို့ရှိပါမယ်။ ိုင်းတက်ထင်တွေထိန်ချုပ်ထားတဲ့နမ်ခမ်းမြို့မန်ဆက်ရွာမှာဆီလီကွန်ကြောက်တူဖော်မှုကိုဒေတာခန်တွေကကန့်ကွက်ခဲ့ပေမဲ့ဆက်လက်တူဖော်နေတာတွေရှိနေပါတယ်ဒီခေတ်ရဲ့ဧပြီလ29ရက်ကမန်ဆက်ရွာမှာဆီလီကွန်ကြောက်တူပုံမှုကိုဒေတာခံတွေကတက်ကွက်ခဲ့ပြီးမြဲအဲ့နေရာမှာကြောက်တူနေတဲ့မြန်မာရွှေတင်းနံကုမ္ပဏီဘက်က လုပ်ငန်းရပ်နာတာမျိုးမရှိဘဲဒီနေ့အထိနေ့စဉ်နေ့တိုင်းကြောက်တူတည်ယူနေကြတယ်လို့ဒေတာခံတွေကဆိုပါတယ် အကုံနေနဲ့ခြေရွာအုပ်ချုပ်ရေးမှူးတို့ကဒေတာခံတွေနဲ့ဆွေးနွေးတိုင်ပင်တာမရှိဘဲတတုတူးဖို့ရေးစီမံကိန်းကိုဆက်လက်တူးဖို့ဖို့အတွက်ပြီးခဲ့တဲ့ဧပြီ12ရက်မှာလုံဦးတဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ကြောက်တူးချိန်မှာခြေရွာအတွက်တစုံတစ်ခုအကျိုးအတွက်လောက်ပေးတာမျိုးမရှိဘဲကြောက်ကိုသာအလောကျုံတူးဖို့နေကြတာဖြစ်ပါတယ်။ မန်ဆက်ကျေးရွာမှာရှိတဲ့ကော်မတီအဖွဲ့ဝင်နဲ့ဒေသခံတွေကဆီလီကွန်ကြောက်ဆက်လက်တူဖော်တာတွေရပ်တန့်ပေးဖို့ကုမ္ပဏီထံအကြိမ်ကြိမ်စာပို့ခဲ့ပေမဲ့ကုမ္ပဏီဘက်အနေနဲ့ဒေသခံတွေရဲ့တောင်းဆိုချက်ကိုလာရောက်ဖြေရှင်းပေးတာမရှိခဲ့ပါဘူး။ကိုကန်တက်ထင်းချုပ်ထားတဲ့ကုခိုင်မျိုးရက်ွက်လေးမှာ MNDAA ကလောင်ကစားရုံစောက်ပြီး၃လခန့်ကြာတဲ့အထိဆက်ဖွင့်နေကြောင်းဒေတာခန့်ရဲ့ပြောပြချက်အရတရားပါတယ်။ လောင်ကစားပိုင်းတွေကိုတရုတ်နှစ်တကူမတိုင်ခင်ပြီးခဲ့တဲ့ဇန်နဝါရီ28ရက်ကတည်းကရက်ွက်လေးပန်းချံတဲ့စဖွင့်ခဲ့တာဖြစ်ပြီးမက်စလာပထမပတ်မှာတော့ပန်းချံစည်းအပြင်ဘက်ကလောင်ကစားယုံထဲပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာလို့လောင်ကစားပိုင်းဖွင့်လှစ်နေတဲ့ဒေတာခန့်တူကပြောပါတယ်လောင်ကစားယုံကို MNDAA ကလုံခြုံရေးယူပေးထားပြီးယုံထဲမှာ6កောင်ချင်း9ခုံ6កောင်ချင်း9ခုံနဲ့ဖဲဝိုင်း8ဝိုင်းရှိတယ်လို့ဆိုပါတယ်အလားတူကချင်တပ်မတော်ခရိုင်ထိန်းချုပ်ထားတဲ့နံပါတ်ကရက်ွက်နှစ်မှာလဲ ဧပြီလပထမပတ်ကစားပြီးလောင်ကစားဝိုင်းဖွင့်လှစ်ထားပြီးအခုံကို MNDAA ကကောက်ခံနေတယ်လို့လောင်ကစားဝိုင်းဖွင့်လှစ်ထားတဲ့နောက်ထပ်ဒေသခံတို့ကပြောပါတယ်လောင်ကစားဝိုင်းတွေကိုလာမယ့်ဧပြီ29ရက်အထိဖွင့်လှစ်ခွင့်ပြုမယ်လို့တရားပြီးလောင်ကစားဝိုင်းတစ်ဝိုင်းကိုတလဆာအတွက်အခွန်30ပေးရတယ်လို့ဆိုပါတယ်။ မုံမင်းမြို့နယ်မှန်ခွဲရွာမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့တပ်သားတွေအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီး၅ဦးတေဆုံးခဲ့ပြီးတော့တဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဧပြီလ29ရက်ည9နာရီဝန်းကျင်မှာမှန်ခွဲရွာကအင်တာနက်လိုင်းဖွင့်ထားတဲ့နေအိမ်တစ်ခုမှာ SSPP ရဲ့တပ်သားတွေအရက်မူပြီးစကားများရန်ဖြစ်ရာကနေအချင်းချင်းပြန်လည်ထိခိုက်ခဲ့တာဖြစ်ကြောင်းဖြစ်စဉ်ကို တရှိရသူအမျိုးသားရဲ့ပြောပြချက်အရတည်ရပါတယ်။ ပြစ်ခတ်မှုဟာမှန်ပေမဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရှိရကြောင်းဒေတာခန်တွေကပြောဆိုကြပါတယ်။ဧပြီလ28ရက်မှာလေဒီဘောမျိုးနဲ့နမကြီးရွာနဲ့ကုန်းပေါင်းရွာရှိ SSPP တပ်နဲ့ကိုကန့်တက် MNDAA တို့အကြားနေမြေအငင်းပွားမှုဖြစ်ပွားရာကနေပြစ်ခတ်မှုဖြစ်ခဲ့ပြီး SSPP တပ်ဖက်ကတက်ဆုတ်ပေးခဲ့ရတယ်လို့တီးရပါဗျာ။ ိုကန်တက် MNDAA ထိန်းချုပ်ထားတဲ့တိုင်နီမျိုးမှာကုံကားသမားတွေစီကိုကုံစီခွန်ဆိုပြီး MNDAA ကငွေသိန်းချက်30အထိတောင်းနေကြောင်းကိုတိုင်ကြုံတွေ့ခဲ့ရသူကားသမားတို့ကပြောပါတယ်အရင်ကတိန်ဒီမျိုးအထွတ်တိုးကိမှာကုန်စီတင်တဲ့ဆက်နှဘိန်ကားတစ်စီးကိုငွေကျပ်၄သိန်းကျော်သာပေးဆောင်ရပေမဲ့လက်ရှိမှာတော့ ငွေ၄သိန်းကနေငွေ၃သိန်း30ကျော်အထိကောက်ခံနေတယ်လို့ဆိုပါတယ်။ဒါ့အပြင်ကုန်တင်တဲ့အင်စည်းကားတွေကလည်းကိုကန့်တက်ကတစ်စီးကို2သိန်းကျော်ကနေ3သိန်းအထိတောင်းခံနေပါတယ်။ကုန်စီတင်တဲ့ကားတွေကိုအခွန်ဘလောက်ပေးဆောင်ရမယ်ဆိုတာကိုတိတိကျကျသတ်မှတ်ထားတာမရှိတာကြောင့်အခွန်ကိုဂိမ်းဆောင်တက်သားတွေကကောက်ချင်တယ်လို့ဒါကောက်နေကြတယ်လို့ကားသမားတွေကအဆိုကြပါဗျာ ဒီကရက်မတ်လ3ရက်ကလည်းတိမ်နီမြို့အထွက်တိုးဂိတ်မှာစီတင်တဲ့12ဘင်းကားတစ်စီးကိုကိုကန်တက်ကကြက်တန်60နီးပါးထိကောက်ခံခဲ့ဖူးပါတယ်ကိုခိုင်မျိုးနဲ့ကုန်းချမ်းကျေးရွာမှာမိတွေထုတ်ဖို့တွားတဲ့အမျိုးသားတုံးကမိုးကြိုးပစ်ခံရလို့ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။ ကြည့်ခဲ့တဲ့ April 28ရက်မနက်၈နာရီခွဲဝန်းကျင်မှာသူတို့၃ယောက်ဟာမီဒီယာတွက်ထုတ်နေချိန်မူကြိုးပစ်ခံရပြီးတေဆုံးခဲ့တာလို့ဒေသခံတို့ကပြောပါရယ်။၎င်းတေဆုံးသွားသူတွေဟာဦးလွင်ခိုင်အသက်62နှစ်၊ဦးအိုက်လွင်အသက်36နှစ်၊ဦးအိုက်မွန်အသက်30နှစ်တို့ဖြစ်ပါရယ်။ကုခိုင်မှာအခုလိုမူကြိုးပစ်ခံရပြီး၃ဦးထိတေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာမကြုံစခုဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ အလားတူဧပြီ29ရက်မှာလဲလာရှုံမျိုးနဲ့မိုင်းရော်တိုင်နယ်ရွာတိရွာမှာမိုးကြိုးပစ်ခံရတဲ့အမျိုးသမီးတဦးဒဏ်ရာရခဲ့ပြီးမုံတိုင်းတိုက်ခတ်မှုကြောင့်နေအိမ်တချို့လည်းပျက်စီးခဲ့ရပါတယ်။ရှမ်းမြောက်နယ်တောင်ဒေသမှာဧပြီလ3လအတွင်းစစ်လက်နက်အကျဉ်းချန်နဲ့မြေမြုံမှိုင်း၄ချောင်းနဲ့လက်နက်ကြီးချောင်းအရတား၄ဦးတိစုံခဲ့ရပြီး၁၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အပြစ်ရထားတဲ့စစ်ကောင်စီတဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလက်နက်ကြီးလေးကြောင်းနဲ့ဖိကတ်ခဲ့လို့တအူးတေဆုံးလာနဲ့တအူးထိခိုက်ဒဏ်ရာရခဲ့တာမိုင်းနှမိတာကြောင့်တအူးတေဆုံးပြီးကလေးတအူးအပါဝင်နှအူးထိခိုက်ဒဏ်ရာရခဲ့တာစစ်လက်နက်အကျဉ်းချံကြောင့်ကလေးတအူးအပါဝင်နှအူးတေဆုံးပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်အဲ့ဒီတိခိုက်တံရရတဲ့ဒေဆုံးသူတွေဟာတီဘောကြောက်မဲ၊နောင်ချိုမိုးကုတ်၊နမ်ဆန်နဲ့မိုင်းရောစာရိမ်မြို့နယ်ကအရက်တာတွေပဲဖြစ်ပါတယ်။ ဒါအပြင်စစ်လက်နက်နဲ့မြေမြုပ်မိုင်းကြောင့်လဲရှမ်းမြောက်မှာမကြခဏလူတွေတေဆုံးဒဏ်ရာရနေတာကိုတွေ့နေရပါတယ်ဒီအချက်လက်တွေဟာရွှေပြည်မြေကလက်လန်းမိတဲ့လောက်ပြစုထားတဲ့အချက်လက်တွေဒါဖြစ်ပါတယ်။ဒီတပတ်သတင်းတွေကိုဒီမှာပဲရန်နာခွင့်ပြုပါ။သတင်းတွေကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။